ဒီပဲရင်သတင်းပေါ့ရှင်စိတ်မကောင်းစရာသတင်းပေါ့နော်အဲ့တော့ကလေးတွေကိုနော်အပြစ်မရှိတဲ့ကလေးတွေစာသင်ကျောင်းတွေကိုရည်ရွယ်ချက်ရှိရှိတမင်တကာရည်ရွယ်ပြီးတော့သေစေလိုတဲ့စံနာနဲ့ဘုံကျဲတက်ဖြတ်နေတာဟာဒါဟာစိတ်ရဇိုးမှုတွေကိုပျောင်ပျောင်တင်းတင်းလွန်နေပါပြီပျောင်ပျောင်တင်းတင်းဆိုတာထက်လွန်နေပြီနော်ဒါတက်ဖြတ်နေတာတမင်ရည်ရွယ်ပြီးလုံနေတာဖြစ်ပါတယ် ဒီပဲရင်နေမြေဟာသူတို့အတွက်စူးညောက်ခလုတ်တစ်ခုဖြစ်ပါတယ်ငိုတဲ့ဟာရာဇဝင်ကိုကဒီပဲရင်မှာကဟလာဒီတော်လန်ရင်းနဲ့ပတ်သက်လာလို့ရှိရင်ပြည်သူအဲ့ဒီဒီပဲရင်မှာရှိနေတဲ့ပြည်သူတော်တော်များများပါဝင်ကြတယ်အဲ့တော့အညိုးအသေးတွေနဲ့လှုပ်နေတာပေါ့နော်အညိုးအသေးတွေနဲ့လှုပ်တယ်နောက်တစ်ခုကဟလာမင်းရပေးလိုက်ရတဲ့နော်သူတို့လက်နက်တွေပေးလိုက်ရတယ်နော်ရွှေချင်းတရင်ဘကိုးတရင်လက်နက်တွေပေးလိုက်ရတယ်သူတို့ရဲ့ ဟိုစစ်သားတွေအယောက်90လောက်ခွေးပြေးဝက်ပြေးပြေးရတယ်နောက်ပြီးတော့အရှင်လက်လက်မိလာတွေလည်းရှိတယ်ဆိုတော့ဒီလိုမျိုးသတင်းတွေသူတို့ဘက်ကခံရလေလေပြည်သူကိုလှုပ်လေလေဆိုတော့ဟာကနော်ဘလူမကိုဟလာဘလူမကိုစီးစီးနဲ့ကန်းနဲ့ကို မရှိနေတာပေါ့နော်ဘာစီးဝါစီးပေါင်ဘာမှမရှိနေတာပေါ့ဘာမှကိုတိတ်ခါဘာမှမရှိတော့တဲ့ဘာမှသုံးစားလို့မရတော့တဲ့စစ်တပ် ဘယ်နေရာမှာစောက်သုံးမဝင်တော့တဲ့စစ်တပ်လက်မှတ်ဗလာနဲ့နော်ဘာမှမခုခံနိုင်တဲ့နေရာတွေခလေးတွေနေရာတွေကိုနော်ဖုံးကြီးတွေတချို့ဆိုလို့ရှိရင်ဖုံးကြီးចောင်းနေတမင်တကာရည်ရွယ်ပြီးတွားလုံနေတဲ့ကိစ္စရက်တွေနော်အဲ့တော့ဟိုစစ်ကောင်စီဘက်မှာရက်တွေအပြေးထောက်ခံနေတဲ့လူတွေကိုကျွန်မမေးကျင်တယ်ဒီလောက်ရက်ကိုရှင်တို့ဒီလောက်ရက်တွေကိုရှင်တို့ဘာပြောမှလဲနော် ငန်လင်လှုပ်နေတဲ့အချိန်မှာဘုံကျဲတဲ့လုတ်ရက်တွေဒီပြည်သူတွေက PDF ပါ PDF တွေပါလို့ရှင်တို့ပြောပြောခဲ့တဲ့ရှင်တို့စစ်တပ်က ထဲခဲ့တဲ့သတင်းတွေအတိုင်းရှင်တို့ပုံနေနဲ့တကွာတက်လာတဲ့ကလေးတွေရဲ့အသက်အန္တရာယ်အတွက်ရှင်တို့ဘာပြန်လုတ်ပေးမှလဲဟင်ဘယ်သူတာဝန်ယူပေးမှလဲသမိုင်းတရခံများဟင်သမိုင်းရဲ့လောက်ကောင်များပြည်သူရဲ့ချင်ပတ်များတွေးခွက်များကိုကျွန်မမေးနေတယ် ဟင်စစ်ကောင်စီလက်အောက်မှာအခုချိန်ထိနော်ပြန်ပြီးတော့မတော်လန့်မဲနဲ့ပြန်ပြီးတနက်ပြောင်းမလှဲ့ပဲနဲ့ပြည်သူကိုဟာလာစစ်ကောင်စီကခိုင်းသမျှလုပ်နေတဲ့လူတွေရဲ့မိသားစုတွေအတွက်ခမားတို့လိပ်ပြာလုံကြရဲ့လားလိပ်ပြာလုံရဲ့လားဆိုတာရိုးရိုးပြောတာမဟုတ်ဘူးနော်ခမားတို့ပြန်ပေးဆက်အပ်မယ်ဆိုတာသဘောပေါက်တာနော်ခမားတို့ပြန်ပေးဆက်အပ်မယ်ဆိုတာသဘောပေါက်တာဟာလာဒီလောက်နော် ကလေးတွေဘာအပြစ်မှမရှိဘူးနောက်တစ်ခုကဒီစာသင်ကျောင်းတွေမှာသွားပြီးတော့ brain wash သွားလုပ်နေတဲ့ဆာဟိုမသိလို့ရှိရင်အခုချိန်မှာဒီခေတ်ဒီကာလရင်းမှာဟာလာအစိုးရလက်အောက်ကစာသင်ကျောင်းတွေမှာကြောင်းတက်တာပဲမတရားကြီးတွေဟာလာကံကောင်းနေတဲ့လူတွေလို့လို့ရှင်တို့တွေကဟိုမတရားကြီးတွေခွင့်ရရနေတဲ့လူတွေလို့လို့ကလေးတွေကိုဟာလာရှင်တို့သွားပြီရှင်တို့ရဲ့ အုံနောက်တွေတုံးစားလို့မရတော့ခလေးတွေကိုပါ brain wash လုပ်သွားလုပ်နေတာစာသင်ကျောင်းတွေအထိသွားပြီးဒီခလေးတွေဘာမှမသိနားမလဲတဲ့ခလေးတွေရဲ့ခေါင်းထဲကိုရှင်တို့ဘာတွေသွားရိုက်ထည့်ပေးနေရလဲအခုလုံနေတဲ့ခလေးတွေဟုတ်လားသေသွားတဲ့လူတွေထဲမှာတော်တော်များများခလေးလေးတွေပါတယ်အသက်မပြည့်သေးတဲ့လူတွေပါစာသင်ကျောင်းတွေကိုတမင်တကာဒီနေရာမှာစာသင်ကျောင်းရှိတယ်စာသင်နေပါတယ်ဆိုတာတိတိကြီးနဲ့เนาะရှင်တို့တွေမသိဘူးဆိုတဲ့အရာဘာမှမရှိဘူးရှင်တို့တွေသိကြတယ်เนาะ PDF တွေနေရမလို့ဘုံကျဲတယ်ဆိုတော့စောက်စကားမျိုးတွေမပြောနဲ့ရှင်တို့ကြီးရွယ်ချက်ရှိရှိလုပ်နေတာတွေကတတ်တည်တွေပဲရှင်တို့လှုပ်သွားတဲ့ဖုံကြီးချောင်းတွေစာသင်ချောင်းတွေဟာလားရှင်တို့ခံရတလှက်ရှင်တို့ဟိုစစ်သားတွေခံလိုက်ရပြီရှင်တို့ဘက်ကဘောမတွေခံလိုက်ရပြီဆိုရှင်တို့ပြည်သူရှိရအသက်ပြန်နှုတ်လဲရှင်တို့ရဲ့ရုပ်မှာကောက်ကျစ်တဲ့စိတ်တွေဟင်ဒီရုပ်မှာကောက်ကျစ်တဲ့စိတ်တွေရှိနေတဲ့လူတွေကိုအားပေးထောက်ခံနေကြတဲ့လူတွေနင်တို့ဟာတမိုင်းတရားခံနေပဲအဲ့ဒီကံအဲ့ဒီဝတ်တရားအဲ့ဒီကံဝတ်ကြွေးနင်တို့ရှိကိုပြန်ကိုလာမှာ ကန်တရမျက်နာမလိုက်ဘူးနော်ကန်တရမျက်နာမလိုက်ဘူးနော်အဲ့တော့ဘောမတွေဟလာချစ်တက်လုံးသမီးမှန်နေပါတယ်ဆိုတော့လူတွေနော်ဟလာစစ်တက်ကိုအားပေးထောက်ခံပြီးစစ်တက်ကိုအမိပြုပြီးအယိုးရင်ကိုက်နေတဲ့လူတွေဒီလုံရက်ကိုရှင်တို့ဘာပြောမှလဲဇွန်ဘုံဟိန်တို့ဟလာနော်အများကြီးရှိပါတယ်ကျမကျမဗဇက်ထေကဒီလူတွေရဲ့နာမည်ကိုထွက်ထွက်ရမှာယုံလို့မထွက်တော့ဘူးနော်မဟုတ်လို့ရှိရင်သူတို့ကိုကျမတို့ကဆောင်းရမ်း ဟိုဂယုဆိုင်နေသလိုဖြစ်နေမှာဆိုလို့အဲ့တော့ရှင်တို့တွေရဲ့စောက်ပေါက်တွေရှင်တို့ပြောတယ်ပြည်သူအတွက်ပြည်သူအတွက်လုပ်တာရှင်တို့စောက်ပဇက်ကဟာလာနော်ဒီ2008ခြေကံဥပဒေအစာအုပ်ကြီးကင်ဆွဲထားပြီးလုံသမျှဟာအကုန်မှန်ရှင်တို့အမေတွေရဲ့ခြေနှောင်ထဲကိုဖင်တက်ချလဲရှင်တို့ကမှန်နေမဲ့ကောင်တွေကဲအခုလိုမျိုးလုံရက်တွေကိုရှင်တို့စောက်လုံးကန်းနေကြတာရှင်တို့ပြောတော့ပြည်သူအတွက်ဟုတ်ပါပြီရှင်တို့ကကျမတို့နဲ့တော့ရန်သူပဲအဲဒါပေမဲ့ရှင်တို့ပြောတယ်ပြည်သူအတွက်လို့ရှင်တို့လည်းပြောတယ် အဲ့တော့ပြည်သူအတွက်ဆိုလို့ရှိရင်အခုလုံလေရဲ့လုံရက်တွေရှင်တို့စောက်ပါဇက်တွေကဟာလာဘာပြောဘာပြောကြမှာလဲဟင်ရှင်တို့ဘလို့တာဝန်ယူပေးကြမှာလဲရှင်တို့ဓာတ်တွေအားလုံးကိုရှင်တို့တာဝန်ယူရမယ်ဒါဟာနော်လူမျိုးတုံးတက်ဖြတ်မှုပဲဒါဟာလူမျိုးတုံးတက်ဖြတ်မှုလုပ်နေတာရာဇဝတ်မှုအကြီးကြီးကြီးကျူးလွန်နေတာနော်ဟာလာဒီကလေးတွေမှာဘာမှအပြစ်မရှိဘူး KSSM မှာ နော်အာနာရှင်တွေလုံးသမျှခံလာခဲ့ရတဲ့ပြည်သူလူထုအခုလိုအချိန်ခါမျိုးမှာရေပေးမကဲမီးပေးမကဲဒုက္ခတွေနဲ့ကိုမျိုးမျိုးဆွဲသွင်းနော်ဒီစောက်အရေးချင်းမရှိတဲ့စစ်တပ်ကိုခါခွဲဖို့အတွက်ပြည်သူကိုအရှေ့ကနေပြီးတော့လူသားတိုင်းလုံးလိုက်နော်ဟိုခွေးဆွဲတယ်လို့ဝင်ဆွဲသွားလိုက်တနတ်လက်တွေထဲ့ပေးလိုက်မြင်းသေးတွေကျွေးပြီးတိုက်ခိုင်းလိုက်ရှင်တို့အဲ့ဒီလုံရက်တွေကို နော်ရှင်တို့ရဲ့အသက်တွေနဲ့ ရှင်တို့ကြိမ်ဆိုပြီးတော့ပြည်သူအတွက်စေစနာရှိလို့လုပ်နေပါတယ်ဆိုတဲ့ပြည်သူအတွက်စေစနာရှိလို့ပြည်သူအတွက်ကောင်းစေခြင်းလို့တိုင်းပြည်အတွက်ကောင်းစေခြင်းလို့အာဏာသိမ်းရပါတယ်ဒီလုံရက်တွေကိုလုပ်ရပါတယ်ဆိုလို့ရှိရင်ဘယ်အရေးအချင်းကခလေးတွေကိုတတ်တဲ့ကိစ္စဘယ်အရေးအချင်းကပြည်သူကိုကောက်ွက်တာလဲဟမ်ဘယ်ကိစ္စကပြည်သူကိုကောက်ွက်နေရလဲဟမ်မေးလိုက်မယ်ဟုတ်လားတော်တော်အကျဉ်းသားတရားခေါင်းပါတဲ့လူတွေတော်တော်ရုပ်မှရက်စပ်ပတ်စပ်တဲ့လူတွေ ဟင်ရှင်တို့လူမျိုးတွေကိုကဘာမြေကြီးပေါ်မှာရှင့်နေတာကိုကတကဘာလုံးညှင့်နွမ်းတယ်တကဘာလုံးညှင့်နွမ်းတယ်ဟင်အဲ့အခုချိန်ထိဘောမနေတဲ့ကောင်းနေအဲ့ဒီကိစ္စကိုနင်ရှင်နင်တို့ဘာကြောင့်ပေါ်ရလဲနော်စောက်ပေါက်တွေပိတ်ဘာလို့ပိတ်နေရလဲမပြောရဲဘူးမှလားဒီလိုပြောတဲ့ဒီမိုကရေစီဒီမိုကရေစီဘာဒီမိုကရေစီဆိုလဲဆိုပြီးတို့မေးခွန်းပြန်ထုတ်နေတဲ့ကိစ္စတွေဟာเนาะအခုဒီလိုစစ်ကောင်စီကိုဒီလိုတခွန်းပြောရဲလားစောက်တခွန်းပြောရဲလားဟမ်ဟမ် ဝေဖန်ရဲလားနင်တို့ပြောင်ပြောင်တင်းတင်းဝေဖန်ရဲလားအဲဟိုဟိုလိုလေးရတော့ဒီစာတင်ကြောင်းတွေကိုဘလို့ဖြစ်လေရတော့ဟာလားဖော့ဖော့ရှော့ရှော့တွေးနင်တို့အဘတွေနင်တို့ကြောက်လဲကြောက်နေရဟမ်အမှန်တရားကိုလဲပြောခြင်းပြောခြင်းလားနင်တို့မှာအမှန်တရားလေးနည်းနည်းရှိသေးရင်ကိုဟာလားမြမပြည်သူတွေဟာလားမြမပြည်သူတွေအနေနဲ့နော်အော်ငါတို့ဘက်မှာတော့သူတို့မှာအတိတရားလေးရှိနေပါလားဆိုတော့စိတ်လေးမွေးပေးလို့ရသေးတယ်အခုလိုကိစ္စမျိုးတွေကိုဘောမှမြား နော်စိတ်ကောင်းစီရဲ့လက်အောက်ကဘုံမှုများဘိုလ်ကြီးများအောက်ဆွဲများကြိုက်လို့ကြည်နေတာလားကျင်းနဲ့လို့ကြည်နေတာလားဟင်ကျင်းနဲ့လို့ကြည်နေကြတာလားဟင်ကိုနိုင်ငံကိုတခြားလူမျိုးရဲ့လက်ထဲကိုအချုပ်အာဏာအပြည့်အဝထည့်ပြီးတော့ရောင်းစားနေတယ်ကိုနိုင်ငံရဲ့မြေတွေရွှေတွေရတနာတွေအကုန်ရောင်းစားတယ်နော်အကုန်အိတ်ရထည့်တယ်တမျိုးသားလုံးတမိသားစုလုံး နော်ရွှေမျိုးခုနဲ့ဆက်လုံးချမ်းသာကြည်ကြည်တက်ချမ်းသာစားမကုန်တောက်မကုန်အောင်ချမ်းသာပြီးပြည်သူကိုတက်ချင်တယ်လို့တက်လုံချင်တယ်လို့နှစ်ပေါင်းမြောက်များစွာလုပ်ခဲ့ရှင်တို့တွေမကျင်တတ်နိုင်ဘူးဟမ်အခုရှင်တို့အားပေးထောက်ခံနေတဲ့အဲ့ဒီမင်းအွန်လိုင်းဆိုတာအခုချိန်မှာဟာလာသူ့ရဲ့စောက်တက်တန်းလဲပြည်တာကြော်လွန်နေပြီ6လတခါတိုးလိုက်6လတခါတိုးလိုက်ဘယ်နှစ်ရှိသွားပြီလဲရှင်တို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့အဲ့ဒီ2008အချိန်ကဥပဒေဆိုတာကတက်တန်းတိုးတက်တန်းပြည့်ပြန်တိုးလို့ရတာလား ဟမ်ရှင်တို့နားလဲပေးနေတဲ့ကိစ္စတွေကိုကျမတခုချင်းစီမေးခွန်းထုတ်တာရှင်တို့ဘနခွန်းလောက်ကျမတို့ပြန်ပြီးပြောနိုင်လေအဲ့ကိစ္စတွေမတရားမှုလုပ်ရက်တွေကိုဒါကတော့မတရားတာမဟုတ်ပါဘူးလို့ဘနခွန်းလောက်ရှင်တို့ပြန်ပြီးတော့ခြေပနိုင်လေပြန်ဖြေရှင်းနိုင်လေရှင်တို့သားသမီးတွေမပါတိုင်းရှင်တို့မထီသေးတိုင်းရှင်တို့နော်တဲ့တော့ဘောမလို့ရတယ်ဒါပေမဲ့အဲ့ဒီထဲမှာအဲ့ဒီစီဝိုင်းထဲမှာအဲ့ဒီတောင်ဝင်ယူရတဲ့ထဲမှာရှင်တို့တွေပါတယ်နော်ရှင်တို့တွေပါတယ်နော်အဲ့ဒါလေဟုတ်လားရှင်တို့ရှိကို ကန်တရားဆက်ဆိုင်မဲ့မဲ့ရောက်လာမှာပြည်သူရဲ့အမုံတရားပြည်သူရဲ့ပြစ်မှတ်ရှင်တို့ရှီကိုနောက်ဆုံးရောက်လာမှာအဲ့ဒါကိုသဘောပေါက်ထားကြရှင်တို့ပြောနိုင်ငံတကာကိုအားကိုးပြီးတော့ရှင်တို့ဖိခံပြီးတနိုင်ငံလုံးကြုံခံမဲ့ကိစ္စဆောက်ရှက်မရှိအော်ပြောနေတယ်အကောင့်ဒီကောင်မတွေဝန်ကြီးတွေဝန်ကြီးမတွေနော်ဝန်ကြီးတွေဝန်ကြီးမတွေဟင်ဒီလိုလောက်ရမျိုးတွေကိုဟလာရှင်တို့အားကိုးနေတဲ့အဘတွေရှင်တို့အားကိုးနေတဲ့တရုတ်ပထွေးတွေရှင်တို့အားကိုးနေတဲ့ရုရှားပထွေးတွေရုရှားကပထွေးတွေဟမ်ရှင်တို့ယုံကြည်နေတယ်ပေါ့သိပ်ပြီးတော့ ရှင်တို့လုံစမ်းပါဒါတွေအကုန်လုံးကတမိုင်းရဲ့တရက်ခံတမိုင်းရဲ့ယာစုံဝင်မယ်နော်ဒါရှင်တို့ရဲ့ယာစုံဝင်မယ်ရှင်တို့ကိုယ်တိုင်ရေးဆွဲထားတဲ့ယာစုံဝင်မယ်ရှင်တို့တယောက်ချင်းစီတောင်းဝင်ယူရမယ့်ကိစ္စတွေနော်ဒီကိစ္စတွေဟာလာဥပဒေအရရေးယူလို့မရဘူးဆိုလို့ရှင်တော့အဲ့ဥပဒေစက်ကြောင်းမှာရှင်တို့ကိုအရေးယူမှာပြည်သူပဲသဘောပေါက်လားရှင်တို့ကိုအရေးယူမှာပြည်သူပဲအဲ့တော့ရှင်တို့ခြံတွေကိုလုံအောင်ခတ်ထားရှင်တို့ခြံတွေကိုလုံအောင်ခတ်ထားရှင်တို့သားသမီးတွေကိုလုံအောင်ခတ် ခတ်ထားဟွန်း စောက်ကိုချင်းစာတရားမရှိတဲ့ကောင်းနေကောင်းမနေဟမ်ဘောမနေဟမ်အဲ့ဒီစစ်ကောင်စီလက်အောက်မှာရှိနေတဲ့လူတွေဒီလိုလုံရမျိုးတွေကိုရှင်တို့စောင်ရမ်းတင်နေနေကြလားဟမ်ရှင်တို့သားသမီးတွေအလှဲ့ကိုရှင်တို့လာမယ်နော်ရောက်လာလိမ့်မယ်ပြည်သူရဲ့စန့်ကျင်မှုပြည်သူရဲ့အမုံတရားနော်မှတ်ထားတဲ့စည်ရင်တွေထဲမှာရှင်တို့တာဝန်ယူရမယ်ဆိုတာသဘောပေါက်တာဟမ်လူမဟုတ်တဲ့